2025ခုနှစ်မေလ17ရက်နေ့နနက်8နာရီအချိန်ထုတ်ပြန်ချက်ဘင်္ဂလားပင်လယ်အော်အခြေအနေဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းတွင်တိမ်နှဲငယ်ဖြစ်ထွန်းနေပြီးကပလီပင်လယ်ပြင်နှင့်ကြံဘင်္ဂလားပင်လယ်အော်တို့တွင်တိမ်အထင်အထင်မှတိမ်ထူထက်နေပါသည်ယနေ့ညနေအထီးခံမှန်းချက်မန္တလေးတိုင်းဒေသကြီးတနင်္သာရီတိုင်းဒေသကြီးမွန်ပြည်နယ်နှင့်ရှမ်းပြည်နယ်တောင်ပိုင်းတို့တွင်နေရာအနှံ့ပြားရန်ကုန်တိုင်းဒေသကြီးပဲခူးတိုင်းဒေသကြီး အေယာဝရီတိုင်းဒေသကြီးနှင့်ကရင်ပြည်နယ်တို့တွင်နေရာစိတ်စိတ်နေပြည်တော်မကွေးတိုင်းဒေသကြီး၊စကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ကချင်ပြည်နယ်၊ကယားပြည်နယ်နှင့်ရှမ်းပြည်နယ်မြောက်ပိုင်းနှင့်အရှေ့ပိုင်းတို့တွင်နေရာကျဲကျဲနှင့်ကြံတိုင်းဒေသကြီးနှင့်ပြည်နယ်တို့တွင်နေရာကွက်ကြားမိုးထစ်ချုံရွာပြီးမန္တလေးတိုင်းဒေသကြီးနှင့်တနင်္သာရီတိုင်းဒေသကြီးတို့တွင်နေရာကွက်၍မိုးကြီးနိုင်ပါသည်ရွာရံရာနှုံးပြေဖြစ်ပါသည်မိုးတိမ်တောင်ဖြစ်ပေါ်မှုအခြေအနေရန်ကုန်တိုင်းဒေသကြီး ပဲခူးတိုင်းဒေသကြီး၊တနင်္သာရီတိုင်းဒေသကြီး၊ကယားပြည်နယ်၊ကရင်ပြည်နယ်နှင့်မွန်ပြည်နယ်တို့တွင်မိုးတိမ်တောင်များဖြစ်ထွန်းလျက်ရှိပြီးအဆိုပါမိုးတိမ်တောင်များရွေရှားရာနေရာတလျှောက်တွင်မိုးရွာသွန်းခြင်းနှင့်အတူလေပြင်းတိုက်ခတ်ခြင်း၊မိုးထစ်ချုံခြင်း၊မိုးကျိုးပစ်ခြင်း၊လျှက်စီးလက်ခြင်းနှင့်မိုးတိကျွေခြင်းစသည့်မိုးလေဝသဖြစ်စဉ်များဖြစ်ပေါ်နိုင်ပါသဖြင့်ကြိုတင်သတိပြုနိုင်ပါယံအကြံပြုအပ်ပါသည် မြမပင်လေပြင်းလှိုင်းတင်တင်ရှိမီလှိုင်းမြင့်မှာမြမကံယိုတန်းတလျှောက်နှင့်ကမ်းလွန်ပင်လေပြင်းတို့တွင်ငားပေမှရှစ်ပေခန့်ရှိနိုင်ပါသည်နောက်နှစ်ရက်အတွက်ခံမှန်းချက်အနောက်တောင်မုတ်တုံလေသည်မြမနိုင်ငံတောင်ပိုင်းဒေသများသို့ဝင်ရောက်နိုင်ပါသည်နေပြည်တော်နှင့်အနီးတစ်ဝိုက်အတွက်ယနေ့ညနေအထိခံမှန်းချက်တိမ်အတင်းတင့်ဖြစ်ထွန်းပြီးမိုးထစ်ချုံ၍နေရာကွက်ကြားမိုးရွာမီရွာရံရာနှုံးပြေဖြစ်ပါသည် ရန်ကုန်မြို့နှင့်အနီးတစ်ဝိုက်အတွက်ယနေ့ညနေအထိခံမှန်းချက်တိမ်အတင်းတင်းဖြစ်ထွန်းပြီးမိုးထစ်ချုံ၍နေရာကွက်ကြားမိုးရွာမီရွာရံရာနှုံးပြေဖြစ်ပါသည်မန္တလေးမြို့နှင့်အနီးတစ်ဝိုက်အတွက်ယနေ့ညနေအထိခံမှန်းချက်မိုးအတင်းအတင်းထစ်ချုံရွာပြီးတခါတရံမိုးသေးနိုင်ပါသည်ရွာရံရာနှုံးပြေဖြစ်ပါသည်